ရားရဲ့နိုင်ငံတော်တည်ထောင်ခြင်းဘုရားရဲ့နိုင်ငံတော်တနည်းအားဖြင့်ကျေပြန့်ခြင်းရှိစေဖို့နဲ့ဘုရားသခင်ကဆုတောင်းခိုင်းတယ်။တခါတလေကိုယ်အိမ်စောက်ဖို့ပဲကိုစဉ်းစားတယ်။ဘုရားသခင်နိုင်ငံတော်တာ၍ကျေပြန့်ပြီးတော့တကယ့်ကိုတိဆောက်ခြင်းရှိဖို့နဲ့မဆုတောင်းကြအောင်။ဟုတ်လားဖြစ်ဘူးလားဖြစ်ဘူးတယ်။ကဲပြီးတော့ဘုရားကဘာပြောလဲဆိုတော့အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံဖို့ရန်အတွက်ဘုရားကဆုတောင်းစေခြင်းနဲ့ဒါဆိုလို့ရှိရင်ဘုရားရဲ့နိုင်ငံတော်နဲ့ဆိုင်တဲ့အရာဘုရားသခင်အလိုတော်နဲ့ဆိုင်တဲ့အရာကိုကြည်လိုက်တဲ့အခါမှာကျမ်းစာထဲမှာတိမောသေဩဝါဒစာပထမစာဆောင်အခန်းကြီး2အခန်းငယ်4ထဲမှာဒီလိုပြောထားတယ်လိုက်ပြောပါဦးလူအပေါင်းတို့သည်ကေတင်ခြင်းကိုရောက်၍တမန်တော်ကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိပြန်ပြောပါဦးလူအပေါင်းတို့သည်ကေတင်ခြင်းတို့ရောက်၍ တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိအဲ့ဘုရားသခင်အလိုတော်ရှင်းရှင်းပဲလူအပေါင်းဟာဘုရားကိုသိပြီးတော့ကေတင်ခြင်းရောက်ဖို့ရန်အတွက်အလိုတော်ရှိတယ်အဲ့ဘုရားအလိုတဲ့အထက်အတ္တတွေမှာအရင်ရှိပြီလားလို့စဉ်းစားဖို့ရန်အတွက်ဖြစ်တယ်ဒါမှမဟုတ်ကိုယ့်အလိုတွေနဲ့ကိုပြည့်နေလားကိုတတ်မှတ်ခြင်းတွေနဲ့ကိုပြည့်နေလားဒါမှမဟုတ်ဘုရားသခင်အလိုတော်ကိုဆောင်ယူဖို့ရန်အတွက်အစဉ်သင်းဖြစ်နေပြီလား ဆင်မပြောပြမယ်နောက်တော့မှဖယားသခင်အလိုတော်ဖယားသခင်နှလုံးသားနဲ့ကိုက်ညီပြီးဆိုကျန်တဲ့အရာတွေကအကုန်ပါလာတာအဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အလိုတော်ကိုအလိုကိုရှေ့တန်းမှာတင်ပြီးဆိုရင်ကျန်တဲ့အရာတွေကကိုကိုနောက်ကိုမလိုက်လာတော့ဒါကြောင့်ဖယားကဘာပြောသလဲဆိုမသက်633ထဲမှာနိုင်ငံတော်နဲ့ဖြောင်းမချင်းတရားတော်ကိုရှေးဥစွာရှာကြလို့နောက်မှထိုရများကိုထက်၍ပေးတော်မူမယ်လို့ဘုရားရှင်ပြောခဲ့တယ်မဟုတ်ဘူးလား ဒါကြောင့်မလို့ယုံကြည်သူတယောက်ချင်းတိုင်းကအရင်ဦးဆုံးတောင်းရမယ့်အရာကဒိုးနဲ့ဆိုင်တဲ့လောကနဲ့ဆိုင်တဲ့အရာမဟုတ်ဘူး။ဒိုးကိုဖန်ဆင်းတဲ့ဘုရားသခင်အလိုတော်ဖြစ်တဲ့လူမြောက်များစွာငရဲတွေကလွတ်မြောက်ပြီးတော့တမာတရားကိုသိစေဖို့နဲ့ဆုတောင်းရမှာဖြစ်တဲ့။အဲ့ဒီအရာနဲ့ဆုတောင်းခြင်းကိုအစားချီပါ။ဒီနေ့ပျောက်ဆုံးဝိညာဉ်တွေအတွက်ငိုကြွေးပြီးတော့ဆုမတောင်းတာဘလောက်ကြာခဲ့ပြီလဲ။ ကိုလိုချင်တဲ့အရာတွေကိုရှေ့တန်းတင်စုတောင်းပြီးတော့မှလူမြောက်များစွာဒီလောကကနေတဖြုတ်ဖြုတ်တဖြုတ်ဖြုတ်ကျွေလွင့်ပြီးတော့ဒီနေ့အပင်ငရဲကိုသွားနေရတဲ့အရာတွေအားလုံးကိုပြန်လဲပြီးတော့စဉ်းစားဆင်ခြင်စေခြင်းနဲ့အဲ့ဒီထဲထဲမှာကိုယ့်ရဲ့မိဘလည်းပါကောင်းပါသွားနိုင်တယ်ကိုယ်ရမ်းချရပါတယ်ဆိုရင်ညီကောင်မောင်မလည်းပါကောင်းပါနိုင်တယ်တငယ်ချင်းလည်းပါကောင်းပါနိုင်တယ်ကျမပြောပြမယ်ကျမစင်ကာပူနိုင်ငံမှာအလုပ်လုပ်တဲ့အဲဒီလာလာပြီးတော့အမှုတော်ဆောင်တဲ့အချိန်တုန်းကကျမတို့အတင်းတော်မှာပါဝင်တဲ့အမတယောက်ရှိတယ်သူကကျမထက်နှစ်နှစ်သုံးနှစ်လောက်ကြီးတယ် ်သူကလည်းတကယ်ကိုဘုရားသခင်ကချီးမြှောက်တဲ့အခါမှာဒီနိုင်ငံမှာ professional အလုပ်တစ်ခုကိုလုပ်တယ်လုပ်ပြီးတော့သူ့ရဲ့အခန်းပေါ်ကကြတော့သူနဲ့တူတူနေတဲ့အခန်းပေါ်ကကြတော့မယုံကြည်သူဖြစ်တယ်သူရဲ့စိတ်ထဲမှာဘုရားကျောင်းကိုလာပြီးဆိုလို့ရှိရင်ဘုရားသခင်ကသူ့ကိုစကားပြောတယ်။နေ့ရက်အခန်းဖို့ကိုအေဝံဂေလိတရားဟောပါ။နေ့ရက်အခန်းဖို့အတွက်နေပြင်ဆင်ပါရဲရင်ပါ။နေ့အခန်းပေါ်ကနေ့ကိုကဲ့ရဲ့မဲ့အရာနေ့နေ့ရက်အတ္တကိုချိန်ပြီးတော့ဟာနေ့ပြန်ပြီးတော့ဟာနေရောဘလောက်ကောင်းလို့လဲဆိုတဲ့အရာမျိုးပြောလာမဲ့အရာကိုမကြောက်ပါနဲ့။ နော်ငါကယေရှုခရစ်တော်အကြောင်းကိုပြောလိုက်ပြီးဆိုသူအရှိမဆင်းဆင်းချင်းချင်းနဲ့ပို့ပြီးတော့ပို့ကောင်းအောင်နေရမယ်ဆိုပြီးတော့နော်ငါမလွတ်လပ်တော့ဘူးဒါကြောင့်ငါနေချင်းတယ်လို့နေမယ်ဆိုတော့အတွေးခွန်နဲ့မလုံနဲ့ဘုရားသခင်ကသူ့ကိုအမြဲတမ်းသတိပေးတယ်။တကယ်တနေ့ကျတော့ဘာဖြစ်ဆိုသူ့တငယ်ချင်းနေမကောင်းဖြစ်ကောနေမကောင်းဖြစ်တာဘလောက်မှမခံဘူးတလပဲ။သူဖြစ်တဲ့နေမကောင်းဖြစ်ခြင်းကထူးထူးဆန်းဆန်းပဲသွားလေးနာတာတလအတွင်းဆုံးသွားတာ။သူ့ဘေးနားမှာပဲဆုံးသွားတာ။ ်သူဘလောက်ထိကြည်ကွယ်သူဘလောက်ထိဝမ်းနေမလဲဘုရားသခင်ကသူ့ကိုလာတိုင်းအပတ်တိုင်းသူ့ကိုဘုရားခင်စကားပြောတယ်ဒီနေ့ကျမတို့ကိုဒီနေ့ဘုရားသခင်နှိုးဆော်တဲ့အရာရှိပါလိမ့်မယ်ဒီခါဒီကျမတို့ကအလုတ်ထဲမှာအလုတ်လုံနေပေမဲ့တစုံတယောက်တော့သူကစိတ်ထဲမှာပေါ်လာတယ်သူ့ကိုမျက်စိထဲကနေမြင်လာတယ်ဆိုရင်ဒီနေ့ဘုရားသခင်ကသူ့အတွက်တော့တကယ့်ကိုသင်ဆုတောင်းပေးဖို့နဲ့ဘုရားရှင်ကပြောနေတာဖြစ်တယ်သူရဲ့ဝိညာဉ်အပယ်ငရဲတွေကနေလွတ်ဖို့နဲ့ဘုရားရှင်ကသူ့ကိုတတိပေးနေတာဖြစ်တယ် ။တခါတည်းကျမတို့ကဘလို့ထင်တတ်တယ်လဲဆိုတော့ဒါကနော်ငါ့ရဲ့စိတ်ထင်ဒါကငါ့ရဲ့အတွေးတွေကနေဖြစ်ပြနေတဲ့အရာတခုလို့ထင်တတ်တယ်။ယုံကြည်သူမှာအမှတ်တမဲ့ဖြစ်တာတခုမှမရှိဘူး။ယုံကြည်သူထဲမှာအမှတ်တမဲ့ဖြစ်တာတခုမှမရှိဘူး။အာမင်။ဝိညာဉ်တော်ဖခင်ရဲ့ပေါ်ပြခြင်းပဲရှိတယ်။ဒါတော့သင်ရဲ့အတ္တတာထဲမှာဝိညာဉ်တော်ဘုရားဥဆောင်နေတယ်ဆိုတဲ့အရာကိုယုံကြည်ပြီးတော့ဘုရားသခင်ကနှိုးဆော်ပြီးဆိုရင်သူနဲ့ပတ်သက်တဲ့အရာကိုချက်ချင်းလှုပ်ရဲကန်ရဲပုံနဲ့ဘုရားသခင်သင်ကိုကောင်းချီးပေးပါစေ။သင်ကိုရဲရင်ကျင်ပေးပါစေ။အာမင်။ ဲ့တော့ဒါကပထမတစ်ချက်ဖြစ်တယ်ဖယားသခင်နဲ့ဆိုင်သောအရာကိုသင်ရင် တောင်းတဖွင့်အတွက်ဖြစ်တယ်ကဲဒုတိယတစ်ချက်ကပါလဲဆိုတော့လိုက်ပြောပါဦးလောကနဲ့ဆိုင်သောအရာကြည်ကြဲလေးပြောပါ လောကနဲ့ဆိုင်သောအရာတနည်းအားဖြင့်ကိုယ့်ရဲ့ခန္ဓာကိုယ်နော်စားဖို့တောက်ဖို့ဝတ်ဖို့နေဖို့နဲ့ဆိုင်တဲ့အရာဖယားစီမှာဖယားတောင်းခိုင်းတယ်ဒါပေမဲ့ तू မလုပ်ခိုင်းတဲ့အရာလူစီမှာတော့မတောင်းနဲ့ Come on ်ဘေးနားမှာရှိတဲ့သူပြောလူကိုအားကိုးတတ်တဲ့စိတ်ဝိညာဉ်ကိုဖျောက်ပတ်စံလိုက်ချီတတ်တဲ့အကျင့်ကိုပြင်အခွင့်ကောင်းယူတတ်တဲ့နှလုံးသားကိုပြောင်းအာမင်တခါတည်းကြီးညာမယ်ဒီအသင်းတော်မှာငွေချေးခြင်းလုံးဝမလုပ်နဲ့ဘာဖြစ်လို့ဆိုဖျားခင်ကဒီလိုတင်ပေးတယ်နှုတ်ကပတ်တော်ထဲမှာငွေသွားပြီးတော့ချေးတဲ့သူကတဲ့ချေးပေးလိုက်တဲ့သူရဲ့ဂျွန်နဲ့ ယေရှုကသင်ကိုကျွန်ဘဝကနေလွတ်မြောက်စီပြီဆိုမှတော့ဘာဖြစ်လို့နောက်တစ်ဖန်ကျွန်ဘဝပြန်ရောက်ချင်မှလဲတဲ့ငါကျွန်လာမလုံးနဲ့လို့ပြောလိုက်တနည်းအားဖြင့်ငါစီမှာပတ်စံမချီနဲ့လို့ပြောနေတာအာမင်ငွေချင်းနဲ့ပတ်သက်ပြီးတော့သစ္စာမရှိရင်ကျန်တဲ့နေရာမှာတခုမှသစ္စာရှိမှာမဟုတ်ဒီဘုရားကဒီလိုပြောထားတယ်နှုတ်ကပတ်တော်ထဲမှာငွေကြီးကိုတဲ့ လူစီကနေတောင်းတဲ့အခါမှာတဲ့လူကိုအားကိုးတဲ့အခါမှာတဲ့လူကိုပဲပထမညံမှာထားပြီးတော့ကိုကမျောလင့်တဲ့အခါမှာချိန်ချင်းအမင်္ဂလာတင့်သွားတယ်တဲ့ဘလို့ချိန်ချင်းလဲဆိုတော့သွေးချောက်တဲ့အပင်ကဲ့သို့ဖြစ်သွားတယ်တဲ့လူကိုအားကိုးတယ်လို့ပြောတဲ့အခါမှာဘေးနားမှာရှိတဲ့ပဝန်းကျင်မှာရှိတဲ့လူကိုအားကိုးခြင်းနဲ့မကပဲနဲ့မိမိကိုကိုအားကိုးတော့သူဟာလဲချိန်အပ်တော့သူဖြစ်တယ်တဲ့တမန်တင်ယုံချင်ယုံမယုံချင်နေဘုရားကတင့်ကိုချိန်အပ်တော့သူလို့ပြောရင်ချိန်အပ်တော့သူပဲအဲ့တော့တခါတလေလူတွေကပြောကြတယ် ငါသာလေအာကိုရမိမိသာလေအာကိုရခြေတော့ကြိုးကြည့်လေအာကိုလို့ရသေးလားဟင်းအုံနောက်ထဲမှာအခြေကလေးတစ်လုံးပဲမများမလို့တစ်လုံးပဲအာကိုလို့ရသေးလားရလားကိုဗစ်ဖြစ်အသက်မရှူနိုင်အာကိုလို့ရလားမိမိသာလေအာကိုရလားဖခင်သာလေအာကိုရလားအာမင်ကျမတို့ဘေးနားမှာရှေ့လူတွေကလည်းဒီအတိုင်းပဲဖြစ်တယ်ပထမတစ်ခါတော့မြစ်တာပြရင် ပြမှာပေါ့နေတော့ခရိယံမို့လို့လေ နှုတ်မြတ်တာပြရမယ်ဆိုတဲ့ပုံစံနဲ့တခါသေးဒီလောကမှာရှေ့တည်ရကျွန်တော်တို့ကိုချိမ့်ချောက်သေးတယ်ကျွန်မမှတ်မိသေးတယ်ကျွန်မကဈေးဈေးဆိုင်နာမည်မပြောဘူး तू ကျွန်မအောင်မပြောခိုင်းဘူး तू तू ပြန်တောင်းပန်ထားတယ်ကျွန်မဟိုအေဝံဂေလိကိုဝင်ခါတာနှုတ်ကပတ်တော်တွေဝင်ခါတဲ့အခါမှာ online မှာပြန်သွားတယ်လေနော်ဗီဒီယိုတွေကပြန်သွားတဲ့အခါမှာဆိုင်ကို မြင်မှပြီးမှလေကုန်ပစ္စည်းဆိုင်ဝင်ဟောတရားဟောတဲ့ဆရာမဘယ်နေရာမှာပြင်မလို့မှတ်မိတယ် အိမ်သာသွားဟောတရားဟောရဆရာမဂိတ်ဆောင်နဲ့တွေ့ဟာဆရာမဆရာမတရားဟောတာကျွန်တော်တွေ့တယ်ဒီလိုပုံစံဖြစ်နေတာဒါနဲ့အဲ့ဆိုင်တဆိုင်ကိုသွားတဲ့အခါမှာပစ္စည်းဝယ်တော့သူကလည်းအဲ့လိုပဲဆရာမတဲ့ the city page မှာဆရာမတရားဟောတာတွေ့တယ်လေဟာဒါပေမဲ့ကျမကတခြားတခြားတော့အဲကိုကိုရတဲ့သူတယောက်ဖြစ်တယ်တဲ့ဒါနဲ့ဆရာမလည်းဟာရန်ဝန်တာပြတော့သူ့မေတ္တာပြမိတ္တဟာယဖွဲ့မိတ်ဆက်အဲ့ဆိုင်မှာလည်းအများတန်းဝင်နေကြဖြစ်တော့သူတို့ကအများတန်း customer ဖြစ်ဖို့ရန်အတွက်အဲဘာခေါ်လဲ ်ဖောင်နေပါတွေဖြည့်ခိုင်းတော့ပေါ့ membership ဒါနဲ့အဲ့ဒါနဲ့ဖြည့်လဲဖြည့်သူကဆမရဲ့ဖုန်းနံပါတ်ကိုဘေးနားနေကြားတော့အဲ့ဖုန်းနံပါတ်ကိုမှတ်ထားတယ်ဒီနေ့ကျတော့ဆမကိုဖုန်းခေါ်တယ် Sunday မှာဟာ happy sunday ပါတဲ့အမေသူကဖုန်းခေါ်ပြီးတော့မှအရန်ကျွမ်းတယ်အရန်ကျွမ်းတယ်ဟုတ်ကဲ့ happy sunday ပါဟုတ်ကဲ့ဘာသူလဲမသိဘူးအော်မမတ်မိဘူးလားအဲ့ဒီဆိုင်ကလေနော်ဆမကိုအရန်ချစ်တာလေအမေချစ်တာနဲ့စတာချစ်တာနဲ့စတာဟွာလေးတဲ့အဲ အော်ညီမရဲ့တဲ့ရောက်ခမကလည်းတဲ့နော်ဆံမနဲ့ဘာသာဝင်အတူတူပဲတဲ့အဲ့တော့ဘာပဲပြောပြောတဲ့ကျမလည်းဘာသာဝင်အတူတူပဲပေါ့နော်ဒါကြောင့်မလို့အခုလေးတဲ့ကို့ဘာသာဝင်အတူတူချင်းချင်းကိုတဲ့ပတ်စံချီးကျင်နေတဲ့ပြင်းအောင်မရှိသေးဘူးပြောလိုက်ဖယားနာမအလွဲသုံးစားမလုပ်နဲ့လို့အာမင်အဲ့တခွန်းပဲပြန်ပြောလိုက်တယ် ကျန်းစာထဲမှာပတ်စံမချီရအောင်လို့ရေးထားတယ်လေ။တော်မဖတ်ဘူးဘူးလေရေးထားပါတယ်နော်။ဟိုကိုကချင်းငားမယ်ဆိုရင်ဒါလေးကိုဆရာမတစ်ခုတင်ပေးမယ်နော်။အကယ်၍ကိုဘင်းနာမှာရှေ့သူကအရန်ထမင်းငတ်နေပြီစားကြမရှိတော့ဘူးစုပ်ပြတ်တက်နေပြီဆိုရင်ဒါနားလေအောင်ရှင်းပြတာ။တခါတလေစကလုံးအဆုံးအထိပြောမှာပဲသဘောပေါက်မှာ။အဲ့လိုဖြစ်နေပြီဆိုရင်လာတောင်းချင်မပေးနဲ့။တေချာနားထောင်။လာတောင်းချင် तू တောင်းချီတဲ့အမောင့်တိုင်းပေးရမလား။ သင်ပေးမယ်နော်တခြားနားထောင်တော့မဟုတ်ရင်အကုန်လုံးဒုက္ခရောက်လိမ့်မယ်မပေးနဲ့ကိုယ်စိတ်ထဲမှာဘုရားကိုမေကိုတော့ဘုရားဟုတ်တယ်သူတကယ်ဒုက္ခရောက်နေတာကျွန်တော်သိတယ်ကျွန်မသိတယ်ကျွန်တော်ဘက်ကဘလို့မျိုးကူညီရမလဲဘုရားကအထက်ထဲမှာပြောပြလိမ့်မယ်သူကတရားတောင်းတာပဲဖြစ်ဖြစ်900တောင်းတာပဲဖြစ်ဖြစ်ချက်ချင်းကို့မှာပတ်စံတထောင်လောက်ရှိနေအောင်ထုတ်မပေးရအောင်အဲ့တော့ဘုရားကိုမေးတဲ့အခါမှာဘုရားကအထက်ထဲကနေ assurance ပေးလိမ့်မယ်အထက်ထဲကနေစကားပြောလိမ့်မယ် ဲ့အဲ့ဒါပြီးတော့မှဘုရားသခင်ပြောတဲ့ရက90လဲဖြစ်နိုင်တယ်900လဲဖြစ်နိုင်တယ် I don't know အဲ့ဒီအချိန်မှာသင်ဘုရားသခင် knows ရတဲ့အတိုင်းပေးလိုက်ဒါပေမဲ့ငါချီးတယ်လူတွေမပြောနဲ့ငါလကားပေးတယ်လူမပြောနဲ့အဲ့ဒီလူကိုသင်ပေးဖို့အတွက်လိုအပ်တယ်သူ့ဆိုပေးပြီးရင်လည်းပြန်မမျှော်နဲ့တော့ဒါကြောင့်ကိုပေးနိုင်တဲ့အတိုင်းတာကိုပေးလိုက်အဲ့ချီးတယ်လို့ပြောလိုက်ပြီဆိုရင်သင်ကဖယားနေရာကိုဝင်ယူတဲ့ပုံစံဖြစ်သွားပြီ။တချို့ရယုံကြည်သူတွေကဘာပြောလဲဆိုအတိုးချီးစားတာ အတိုးချိစားပြီးတော့ဘာလာမေးလဲဆိုဆင်မဆယ်ဖို့တဖို့ထည့်လို့ရလားတဲ့အတိုးရတဲ့ပစံအဆုံးမဲနားလေစေချင်တဲ့ယုံကြည်သူများငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီနေ့ဖျားသခင်နီလန်းတိုင်းတင်မသွားဘူးဆိုရင်ပလိုင်းပေါက်နဲ့ဖားကောက်တလို့မျိုးရှာသမျှပြန်ပြန်ပြီးတော့ထွက်သွားလိမ့်မယ်ထွက်သွားတဲ့နီလန်းတွေကအရင် အရန်လွယ်ကူတယ်နေမကောင်းလို့ထွက်သွားတာရှိလိမ့်မယ်သူများလိန်လို့ထွက်သွားတာရှိလိမ့်မယ်ကိုကိုတိုင်ကတခါတည်းငွေကြီးကိုမတုံးဆွဲတက်လို့နော်ငွေကြီးကုန်ခန့်သွားတဲ့အရာကြီးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်နားလေစီချင်းအကေရငွေချင်းနဲ့ပတ်သက်ပြီးတော့တင်းနော်မခန့်ခွဲတက်ဘူးဆိုဘုရားသခင်စီမှာဉာဏ်ပညာတောင်းမှာငွေချင်းနဲ့ပတ်သက်ပြီးတော့အခုအကျွေးတွေတင်နေဆိုရင်ဘု து ့ကိုပြောရမှာလဲကောင်းကင်ဖခင်ရှိတယ်တင်းကိုဖြည့်ရှင်းပေးနိုင်တဲ့အရှင်ရှိတယ်ကျွန်မတခါ အဲကျွန်တော်တို့ဟိုလေရင်လေရင်စိတ်ကိုသွားတဲ့လမ်းရှိတယ်လေအဲ့ဒီမြောက်ကလာဘက်ကိုချိုးတဲ့ခါမှာအဲ့လမ်းက highway လို့ပဲဘာမှသူကလမ်းမှာအဲ့လိုစိုင်တန်းနေပါလိမ့်မရှိဘူးဖះเจ้าကလည်းပြန်လာတယ်အဲ့ဒီကသားလေးဒယ်ရီရဲ့မွေးနေ့ပြီးတော့ပြန်လာတာပြန်လာတဲ့အချိန်မှာညဘက်က၈နိုင်ခွဲနေပြီအချိန်တိကျမှတ်မြင်၈နိုင်ခွဲအဖို့နည်းနည်းလေးပဲမိနစ်ပိုင်း၈နိုင်ခွဲပဲထားပါတော့ပြန်လာ ပြန်လာတဲ့အချိန်မှာခလေးလေးတယောက်ကျမရဲ့သားထက်အသက်ငယ်လိမ့်မယ်အကုန်ကုန်ရှိရင်ကိုနှစ်ပေါ့ဒါပေမဲ့အခုမြန်မာနိုင်ငံကသိတဲ့အတိုင်းပဲညက်ဖက်သွားရင်လုံခြုံလားဆိုတော့မလုံခြုံဘူးလူပြက်နေပြီအဲ့တော့အဲ့မှာခလေးလေးတယောက်ကထိုင်ပြီးတော့မှဒီလိုစောင်းကြောင်လေးထိုင်ပြီးတော့သူ့ရဲ့ဒူးပေါ်မှာလက်ကိုတင်ပြီးတော့ခေါင်းငုပ်ထားတယ်သူ့ရဲ့ဘယ်နဲ့ညာမှာဘာတွေ့ရလဲဆိုတော့စာကလေးအိမ်လေးတွေလေစာကလေးအိမ်လေးတွေ ်သူရောင်းပွင့်အတွက်ထိုင်နေတာဖြစ်လိမ့်မယ်။သူ့ကိုမြင်တော့ကိုကကားကိုအရှိန်နဲ့မောင်းနေတာ။ဆရာမဂျိန်းစဘွန်ကားအယမ်းမြန်နဲ့မောင်းတာ။အရှိန်နဲ့မောင်းတာ။အဲ့ကလေးလေးကိုလှမ်းမြင်တော့တနာတဲ့စိတ်အယမ်းဖြစ်သွားတာ။သူဆရာမကိုမတောင်းပါဘူး။ तू ဘာတူလဲဆိုတာเนาะ तू သူ့အကြောင်းအသေးစိတ် तू ဘာဖြစ်နေလဲဆိုတာအသေးစိတ်မသိဘူးဒါပေမဲ့ဖြတ်မောင်းနေတဲ့အချိန်မှာအဲ့ဒီခလေးငယ်လေးကိုလှမ်းမြင်လိုက်တဲ့အခါမှာနှလုံးသားထဲမှာတနာချင်းကူနာစိတ်ဖြစ်တော့ကောက်ကို break up ပြီးရက်လိုက်တယ်အထက်ထဲမှာဘာတူပါလဲဆိုတော့ جماعه ရဲ့ตาအလက်ပါတယ်တမိငယ်ဆုံးပါတယ်နောက်ထပ်မွေးစားတမိတယောက်ပါတယ်ဒါနဲ့ကောက်ကိုရက်ပြီးတော့မှနောက်ပြန်မောင်းလိုက်တယ်။อืมဆရာမစုစဲနာမင်းကာမောင်းကျန်းနောက်ပြန်မောင်းပြီးတော့တခါလေအဲ့ဒီကလေးလေးက ဆမရဲ့ကအနောက်ကိုနော်တတဲကြီးဆုတ်လာတာကိုသူသူလှမ်းပြီးတော့နော်အတန်ကြားလိုက်တဲ့အခါမှာအဲ့ကလေးလေးကအဲ့လိုပဲထိုင်နေအားတော့မရှိတဲ့ပုံသူ့လက်ကလေးကိုသူအဲ့လိုမျိုးလှမ်းပြီးတော့တားလိုက်တယ်။ဒါနဲ့ကားပေါ်ကဆင်းကန်ကြီးမှာဆမရဲ့အကျင့်တစ်ခုကဘာလဲဆိုတော့အရန်ပေးကျင်ပြီးဆိုရင်ပြင်ဆင်လို့ရှိရင်တပေါင်းပေးလေးရှိရ။ Okay ဒါကိုကိုယ့်ရဲ့ပြင်ဆင်တဲ့ရာပေါ့အရန်အရန်အရန်ကိုဆင်းရတဲ့သူပေါ့။အဲ့နဲ့ဆမကကားပေါ်နေဆင်းပွင့်တဲ့ပြင်ဆင်တဲ့အခါမှာနောက်နောက်တစ်ခါကျတော့ပတ်စံအဟောင်းနေဆိုရင်ရေးတဲ့အခါမှာနည်းနည်းလေးနော်မှုတွေအရန်ပါတော့ 啊，家里边比着呢。二说二奶不想到当国，又来的，又不知道谁给你钱嘛？谁他妈养生的呢？哎，你把妈拿我糊弄。你本来就是哎，你可怜多亏了你妈。谁他妈养生的？那 OK，他汤呢？来来吃啊！来，他汤呢？来点菜，来点鸡。谁他妈他汤凉，我弄的；他汤凉，我冻冻凉，我热热凉，我热凉。我凉了水，咋？他外婆呢？我胡臭汤凉。 9000လား9000ဆိုတဲ့နေရာမှာလုံးဝရှင်းတယ်စိတ်ထဲမှာခံစားရတဲ့အရာဒီလိုပြောလိုက်တဲ့အခါမှာတချို့ချို့သောသူတွေကဘုရားသခင်ရဲ့ယဉ်ညီကျောင်းဝင်ခြင်းမရှိသေးတဲ့အခါမှာဘုရားသခင်စကားပြောခြင်းကိုမခံစားတတ်တဲ့သူတချို့ရှိပါလိမ့်မယ်ဒါကဘာလဲအပေါ်အပေါ်ရန်နေလိုက်ပြောနေလို့ထင်ကောင်းထင်လိမ့်မယ်ကျွန်မပြောပြမယ်တင်မခံစားဘူးပြင်းနဲ့မရှိဘူးလို့မပြောရအောင်မပြောရအောင်ဒါနဲ့ကျွန်မကအဲ့ဒီ9000ကိုယူပြီးတော့မှကဲ ကလေးတွေကိုမေးတယ်နင်တို့မှာဘာရှိလဲမုတ်တွေဘာတွေကြံလာအခုနမွေးနေ့ကနေဘာကြံလဲဘာမှမကြံတော့ရေပလင်းတပလင်းပဲရှိတယ်โอเคရေပလင်းတပလင်းနဲ့9000ကိုယူပြီးတော့ဆင်းသွားတယ်ဒါနဲ့အဲ့ကလေးလေးကိုသွားကြည့်တာသူကားလမ်းပေါ်မှာထိုင်နေတော့ကိုလက်ကားလမ်းပေါ်မှာပဲထိုင်ချတယ်ตาလေးအဆင်ပြေလားဘာဖြစ်လဲตาနေမကောင်းဘူးလားသူ့ပခုံးလေးကိုကင်မင်းစကားပြောတဲ့အခါမှာကိုယ့်လက်ထဲမှာပတ်စံပါတာကို तू မမြင်ရဘူးဆိုရေဘူးနဲ့ပါကာထားတော့လေညနေ तू ကဘာပြန်ပြောလဲဆိုတော့ตาတဲ့ ရောင်းရတဲ့ပစံတွေကိုဘတ်ရမ်းစာလုံးလို့စားလိုက်တာတဲ့ပစံ9000ရှုံးသွားတယ်စိတ်ထဲမှာလေအရာဝမ်းနေတယ်ဟိုကိုယ့်ရဲ့သားလေးလို့ခံစားသားလေးရဲ့နဲ့စားနေတယ်ဆိုငါနဲ့အနားမှာရှိပြီးငါနဲ့ကိုကြွေးကျင်လိုက်တာဆိုနှလုံးသားဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာလေဘုရားသခင်ကိုအရန်ကြီးစုတင်တယ်ပမာဏကအတိကြပဲနော်ဒါနဲ့ဆရာမအဲ့ဒါမဖွင့်ပြသေးဘူးနော်ตาတောက်ဘုရားသခင်အရန်ချစ်တယ်တိလား ဒါနှလုံးသားထဲမှာလေလူတွေမမြင်မမြင်ငိုနေတဲ့ရာကိုဘုရားသခင်မြင်တယ်ဒါကြောင့်ဆမရဲ့ဘုရားကသားစီကိုလာခိုင်းတယ်သားကုံဆုံးသွားတဲ့ပတ်စံ9000အန်တီလက်ထဲမှာရှိတယ်ဒါအတွက်ဆိုအဲ့ကလေးလေးရဲ့မျက်လုံးကတကယ့်ကိုအယံကိုဝမ်းမြောက်တဲ့မျက်လုံးအားရပြန်ပြည့်တဲ့မျက်လုံးကိုတွေ့ဒါနဲ့တခါတည်းကျမသူ့ကိုဆုတောင်းပေးတယ်သူ့ရဲ့အတ္တထဲမှာဘုရားရဲ့မြတ်တာကိုခံစားသွားလို့နေတယ် နေ့တိုင်းလို့လို့သူနဲ့သူ့ရဲ့တငယ်ချင်းအရင်တော့အဲ့မှာအေးအေးအေးစာကလေးအိမ်နေရောင်းနေသူလုံးဝမရှိဘူးအချိန်နဲ့ကားတိုက်မိနိုင်လို့လေအဲ့နေရစပြီးတော့မယုံကြည်သူကလေးလေးတွေအားလုံးအဲ့ဘေးနားမှာဟိုဘက်ကောဒီဘက်ကောတန်းစီပြီးတော့ကျမလာမယ့်အချိန်ကိုစောင့်နေကြတယ်ကျမသွားအောင်မယ်အေးဝန်ကလေးတရားဟောဖို့ဟာလေလုယာအဲ့တော့ပြောချင်တဲ့အရာငွေချင်းနဲ့ဆိုင်တဲ့အရာမှာလူကိုမမျောနဲ့မယုံကြည်သူတယောက်ကတော့ဘုရားသခင်ကိုမျောရင်ဘုရားသခင်တို့ထိနိုင်လားအာမင် 不要我用钱来耍，我只讲要用钱来玩的路子。像我呢，用钱呢，怕他把那个钱给的，钱耍稀的不得。像你们那些妈尼的看嘛，人家把钱给的，钱耍稀的不得。哎妈，这都是些么花样了？这是些么花样？搞得我奶奶呢，像我，哎，像我奶奶刚才那身那脸呢，白痴的，那手抠抠脏没？抠抠手抠肥膘了？别扯蛋！ စစ်သားဈေးအတ္တသားဆုံးလေစစ်သားမဟုတ်ဘူးအမဲသားစားခြင်းနဲ့ဝတ်သားစားခြင်းနဲ့ပဇွန်စီးဖူးဆိုရင်ကျွေးတယ်ဒါပေမဲ့ခက်တဲ့ရာကအဲ့တုန်းကဆမအပြင်မှာအလုတ်လုတ်တဲ့သူတယောက်မဟုတ်ဘူးဆရာတယောက်ရဲ့လာစားနဲ့ခလေးနှစ်ယောက် ကိုကျွေးရတယ်အရန်ခက်ခဲတဲ့အချိန်ကာလဖြစ်တယ်ဒါနဲ့သူတို့ကိုကျွေးဖို့ပတ်စံမရှိတော့အမှန်တမ်းပြောမှဆိုရင်ဈေးသုံးဖို့မှာပိုတဲ့အကျွေးလေးတွေရှိတယ်အဲ့ဒီအကျွေးလေးတွေကိုဆမဘာလုတ်ထားလဲဆိုတော့ဟိုစုပ်ဘူးထဲမှာထည့်ပြီးတော့မှခလေးကိုကိုယ့်ရဲ့သားလေးကိုမွေးနေ့လှုပ်ပေးနိုင်ပွင့်တဲ့ 10 cent 5 cent ဒါမှမဟုတ်တစ်ကျပ်နှစ်ကျပ်အဲ့လိုမျိုးလေးတွေစုထားတာနောက်တစ်လနှစ်လဆိုသားလေးရဲ့မွေးနေ့ရောက်တော့ဆိုတော့မျောလင်းချက်ရှိတာပေါ့နော်ဒါနဲ့အဲ့ဒီပတ်စံလေးတွေကလည်းသူတို့ရှိနေတဲ့အခါမှာကိုယ်မငွေချင်းမရှိတော့အကုန်လုံးကိုဖောက်ပြီးတော့မှတပြားတပြားချင်းစီယူလိုက်တော့ဒေါ်လာ30နဲ့နှစ်ကျပ်လားဗလားနှစ်ကျပ်နဲ့ဘယ်နဲ့ဆန့်လဲမသိဘူးရတယ်ဒါနဲ့အဲ့ဒီပတ်စံတွေအကုန်လုံးတစ်ခါလေအထုတ်လိုက်ကြည့်ပေါ့နော်စဉ်းစားကြည့်ငါးပြားစီကြီးလည်းပါတယ်လေနော်ဟိုအဆင်မပြေဘူးဒါပေမဲ့ဟိုကိစ္စမရှိဘူး ဆမရဲ့သားအလက်လေးကိုနော်တခါတည်းရင်ဘတ်ထဲမှာထည့်ပြီးတော့လွယ်တယ်။သားအကြီးကို trolley နဲ့တွန်းတယ်။အဲ့တော့ကစက်တောင်ဘန်းကတထုံမှခုနှစ်ချက်ခွဲပဲရှိသေးတယ်။စင်ကာပူမှာအရန်တက်တာတယ်။အဲ့တခါတည်းစက်တောင်ဘန်းတွေဘာတွေသွားဝယ်ပြီးတော့မှဟိုကစုံပြက်တွေဘာတွေဝယ်ပြီးတော့ပြန်လာတယ်။တခါလဲအထုပ်တွေနဲ့တခါလဲပြန်လာပြီးတော့မှဒါချက်ပြီးရင်ကျွေးကြမရှိတော့ဘူး။စားကြမရှိတော့ဘူး။ 在那去那里了，他们过破呀，过路的呀，没有。赵勇说什么票？赵勇说什么票？二十万的呢？一百的嘛？哎呀，什么钢片的？追不？工大呗，工大呗。然后他们那时候他们没有票，追呢，他们追呀嘛。哎呀，谁嘛？你厉害。不要的，看，他们有，他们没装嘛？不。别人嘛，是想买路，他们追着呢。他们还搞乌江呢，他老呗。 ညအချိန်ကျတော့ဆရာတန်နေဆရာတန်နေဆရာမအေကိုည7နိုင်လောက်မှတကားလာခောက်တယ်။ तू ကဆန်ပါဝမ်းမှာနေတာ လား။ဆရာဘမနေတာ။ကလမန်တီကလမန်တီဆရာမဘဒုံမှာနေတာ။ဘဒုံမှာနေတာ။အဲ့တော့ကို तू ကအရောက်လာပြီးတော့မှဘာပြောလဲဆိုတော့ကျွန်တော်အတော်ကားတယ်ကျွန်တော်ဆရာမကိုဒီဒေါ်လာဘလောက်ပေါ့နော်။ သွားပေးပါဒီညမပေးရင်မရဘူးဒီညပေးခိုင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်အယံပင်မနေပြီဒါပေမဲ့ဒီပစ္စံကိုပေးဖို့အတွက်အရောက်လာတာဖြစ်တယ်လေလူကမပြောဘူးလူကလည်းမကိုးစားဘူးဒါပေမဲ့ဖယားသခင်ကိုစကားပြောတဲ့အခါမှာဟိုးဘက်တစ်ဖက်မှာရှိရသေးတယ်ဒီဘက်တစ်ဖက်ကိုမရောက်ရအောင်လာရတယ်အာမင်ဖယားကိုယုံကြည်စမ်းပါ ဆမရတတားထဲမှာဘုရားသခင်ငွေချင်းနဲ့ဆိုင်တဲ့ break through ကိုပေးတယ်လို့ဒီမှာရှေ့သူတယောက်ချင်းဆိုင်ကိုလည်းငွေချင်းမှမဟုတ်ကျန်တဲ့အရာတွေအားလုံးကိုလည်းဘုရားသခင်အပြည့်ပေးနိုင်ပါတယ်ဘုရားရဲ့နာမကခေါ်ရင်ထူတော်ဘုရားရှင်ဖြစ်တယ်ခေါ်ရင်ဖွင့်တဲ့ဘုရားရှင်ဖြစ်တယ် hallelujah တောင်းရင်ပေးတဲ့ဘုရားရှင်ဖြစ်တယ် amen ဒါကြောင့်မို့ဒီနေ့ဒီညမှာဒါလေးကိုသိစေချင်တယ်အဲ့တော့တောင်းတဲ့အခါမှာယနေ့နဲ့သက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာအတွက်ယနေ့အတွက်တောင်းမနေ့ပြန်နေ့အတွက်ကြိုကြိုပြီးတော့စိတ်ပူတတ်တဲ့သူများ ဘုရားသခင်စကားပြောပါစေ။